မင်္ဂလာပါရှင်ရောင်းခဲ့တဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းမြို့နယ်ရှိကျင်းော်တွေကိုစစ်ကြောင်းထုံးနေတဲ့စစ်တပ်ကိုကြောင်ပြတိုက်ခိုက်မှုစစ်သားတောင်းတင်ဆောင်ပြီးတနက်နယ်လက်တင်စရာရှိစကိုင်းတိုင်းစကိုင်းမြို့နယ်ရှိကျင်းော်တွေကိုစစ်ကြောင်းထုံးနေတဲ့ဂျပန်စစ်တပ်ကို၄ချိန်ကြာပြတ်တိုက်ခိုက်ရမှာစစ်တပ်ဘက်ကတောင်းတင်ဆောင်ပြီးအရာရှိတအုပ်ပောင်းဝင်တိုက်ခိုက်တဲ့အရာရှိသူများပြားကတနက်နယ်လက်တင်စရာရှိခဲ့ကြောင်းတန်တာဘက် BP Defense Force မိုးကျွမ်းငယ်ဖွဲ့တောင်းရှိသူကပြောတယ်။အော်တိုဘားလာကြာနေမှာ ဇဂိုင်းမြို့နယ်အတွင်းရှိကြရတဲ့ကိုစစ်ကြောင်းထုံးနေတဲ့ဂျန်ဖန်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကလေးကြိမ်ကြာပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ထိုတိုက်ခိုက်မှုတွင်ဂျန်ဖန်စစ်တပ်ကစစ်သား၃ဦးသေဆုံးကစစ်ဗိုလ်တအုပ်ပေါင်းဝင်စစ်သားနဲ့ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းတိုက်ခိုက်ဖြစ်ပွားပြီးရနောက်မှာနေမြင့်ရှင်းနေပြုလုပ်စဉ် MA4 တနတ်တလန်နဲ့ MA2 တနတ်တလန်အပါအဝင်စေတုံးဆောင်ပစ္စည်းချုပ်သိမ်းဆီရရှိခဲ့ကြောင်းသိရတယ်။စေခွေးတွေကတိုင်လင်းနဲ့လာတာစေခွေးရင်ကတော့290လောက်ရှိရင်အရိခွေးစစ်ကြောင်းရာတရာကနေထွက်လာတဲ့စစ်ကြောင်းမှာတိုက်ပွဲတွေက14တော့လမ်းဆုံးမှာ2ကြိမ်ဖြစ်ပါတယ်။ အလင်းရဲ့တရားတိုက်ပွဲမှာကစစ်ကွေးပိုတကောင်လက်ကိုကြည်ထီမှန်နဲ့တင်းစရာရှည်ပစ္စည်းတွေကိုတော့ဇာကမြွနဲ့ပါကဘာကထိန်းသိမ်းထားပါတယ်အဆိုပါတိုက်ခိုက်မှုကိုတန်တာဘတ်လိုကယ်ဒီဖန့်ဖို့ဘဒူတိုက်နယ်ပါကဖာနယ်နဲ့မြေခံတော်လိုင်းအင်အားစုတွေကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်တို့ကြောက်ဆုံးခဲ့ကြောင်းသိရတယ်။ဆက်လက်ပြီးစောမြို့နယ်ကြောက်ထုအမြောက်တပ်ထဲကနေထွက်ပြေးလာပြီးပြည်သူကိုတနက်ဖောက်ချင်းချောင်းရဲလူတောင်းနဲ့အတူတက်ကြက်နှောင်းနဲ့တက်ကြက်ကြီးတဲကိုဖမ်းပြီးမကွေးတိုင်းစောမြို့နယ်စောမြို့နယ်ကြောက်ထုတပ်တို့မှနေထွက်ပြေးလာပြီးနောက်ပြည်သူကိုတနက်ပြစ်ဖောက်ချင်းချောင်းကရဲလူတောင်းတဲ့ ဒုတက်ချက်နှစ်ဦးနဲ့တက်ချက်တအုပ်ကိုဖမ်းမိခဲ့ကြောင်းရောလင်းတက်မကောင်ကြီးကပြောတယ်အော်တိုမလာကွန်နီမနက်စောပိုင်းကကြောက်ထုမြို့ချင်းဆိုင်ဂျပန်စစ်ကောင်စီအမှတ်368အမြောက်တပ်တွင်ကနေဒုတက်ချက်နှုတ်က MA5 ပစ္စတိုတနက်တလက်နိုင်ရမကြီး9000လက်ပစ်ဘုံတလုံးနဲ့လက်ကင်ဖုန်တလုံးတို့ကိုယူဆောင်ကထွက်ပြေးလာခဲ့ကြောင်းသိရတယ်။ တော်တော်ထပ်ပြေးလာပြီးနောက်အော်တိုဘလာကိုရဲ့နေမောလဲတနအိကန်ချင်းရောမြို့ကျေးအတွင်းကိုဝင်ရောက်ခါကျေးရရှိရက်ဆိုင်မှာတနက်တစ်ချောက်ပစ်ပေါက်ချင်းချောက်ကရက်တွေကိုယူဆောင်သွားကြအောင်ထို့နောက်ကျေးရရှိဘက်ရှိဖះကုန်းကိုတက်သွားပြီးတော်ရဲမှာတနက်နှစ်ချက်ပစ်ပေါက်ပြီးအထက်မှချင်းချောက်ခဲ့ကြောင်းသိရတယ်ရင်စစ်သားနောက်ကည9နာရီခန့်ချိန်တော်ရဲမှကျေးရတွင်ကိုပြဲလဲဝေရောက်ပြီးတနက်တစ်ချက်ပြစ်ဖောက်ချိန်ချောက်ကရွာသားတအုပ်ကိုရက်ဝဲခိုက်ခဲ့တော်လဲရွာသားမှရက်ဝဲများသဖြင့်ခိတ္တပွားအောင်နေစဉ်စစ်သားနောက်မှကျေးရတွင်မှပြဲလဲထွက်သွားကြသည်ရတယ်။ အဆိုပါစစ်သားနဲ့ထွက်ပြေးလာမှုကြောင့်ကြောက်ထုမြို့အခြေဆိုင်အမှတ်368အမြောက်တပ်တွေကစစ်သားအင်အား190ခန်းနဲ့ရောမြို့ကျေးအတွင်းကိုဝင်ရောက်ဆစ်ဆဲပြီးပြန်ဆုတ်သွားကြောင်းသိရတယ်။လာတူယမနီအော်တိုဘာလ12ရက်နေ့ညနေပိုင်းကလည်းစောမြို့ဦးဖိုးလိုင်ခန်းမကနေထွက်ပြေးလာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်ကတပ်ချက်ကြီးတော်ကိုကန်ကောခဲအမှတ်73တိုင်ရဲဘော်တွေကဖမ်းဆီးရရှိခဲ့ပြီးဆက်လက်ဆစ်ဆဲနေဆက်ဖြစ်ပါတယ်။ဆက်လက်ပြီးဟာခမြို့နယ် ဝမ်ဟာရွာစာတင်ကျောင်းကိုစစ်တပ်ကလေးနဲ့ပုံစံတိုက်ခိုက်မှုကျောင်းသားကျောင်းသူတွေထိခိုက်သေးဆုံးမှုရှိနှက်ဆံမြို့နယ်ကိုလည်းစစ်တပ်ကလေးကြောင်းတိုက်ခိုက်ချင်းပြင်းနယ်ဟာခါမြို့နယ်ဝမ်ဟာရွာစာတင်ကျောင်းကိုဂျက်ဖတ်စစ်တပ်ကလေးနဲ့ပုံစံတိုက်ခိုက်ထင်းကျောင်းကျောင်းသားကျောင်းသူတွေထိခိုက်သေးဆုံးမှုရှိကြောင်းချင်းလန်ဒီဖန်ဖို့ဟာကာတာဝရှိသူကပြောတယ်အော်တိုဘားလ7ရက်နေ့မနက်10:30မိနစ်ခန့်မှာဂျက်ဖတ်စစ်တပ်ကဝမ်ဟာရွာစာတင်ကျောင်းဂျက်ဖိုက်တာနဲ့ပုံစံတိုက်ခိုက်ခဲ့တယ် ဂျပန်စစ်တပ်ဗိုလ်ချုပ်တိုက်ခိုက်မှုတွေကြောင်းသားကြောင်းသူတွေထိခိုက်ဒေဆုံးမှုရှိပြီးအရေးအတွက်ကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းသိရတယ်။ထိုလေကြောင်းတိုက်ခိုက်မှုတွေကြောင်းသားနှောင်းဒေဆုံးမှုထိခိုက်ဒဏ်ရာရှိသူများပြားကြောင်းဒေသတွင်တရင်မြစ်တွေကပြောဆိုတော့လဲအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။မလောင်းတူယနေ့မနက်စင်းနိုင်ချင်းရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိမ်ပိုက်ထားတဲ့နန်းဆန်မြို့နယ်ကရာကြီးကျောင်းကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ပုံကျဲတိုက်ခိုက်သွားပြီးနောက်ဆက်တွဲအခြေအနေတွေဆက်လက်ထုံဆောင်စမ်းမိဖြစ်ကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်။ ဆလဘီမိထီလာမျိုးမှာကင်းလှန်နေရဲကောက်လက်ပစ်ပုံဖြစ်သွေးတိုက်ခိုက်မှုရဲနှောက်သေးဆုံးမန်လေးတိုင်းမိထီလာမျိုးမှာကင်းလှန်နေရဲကောက်ကိုလက်ပစ်ပုံဖြစ်သွေးတိုက်ခိုက်မှာရဲနှောက်သေးဆုံးခဲ့ကြောင်းစက်တန်ယူဂျီဖွဲ့မှတောင်းရှိသူကပြောရင်အော်တိုဘလော့ဆန်ရဲ့နေမနက်7နာရီခန့်မှာမိထီလာမျိုးနောက်ဘက်ကနေကင်းလှည့်ပြီးပြန်လာတဲ့ရဲကောက်ကမျိုးရင်းကိုပြန်လဲဝေရောက်လာချိန်ပညာရေးတက်ကတူအနီးမှာလက်ပစ်ပုံဖြစ်သွေးတိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့ ရဲတိုက်ခိုက်မှုတွေရဲနဲ့အပွဲချင်းပြီးတိုင်ဆောင်ပြီးထိခိုက်ဒဏ်ရာရှိသူများပြကြောင်းထိုထိခိုက်ဒဏ်ရာရှိခဲ့ရဲတွေကိုမိထီလာဆေကိုပို့ဆောင်ကအရေးပေါ်ကုသနေရကြောင်းသိရတယ်။ရဲခွေကကမိထီလာမြို့နောက်ဖက်မှာကင်းပတ်ပြန်လာပြီးမြို့ရင်းပြောင်းဝင်လာချိန်မှာကျွန်တော်တို့စစ်တမ်းယူဂျီဖွဲ့ကလေးရက်ကြာစောင့်ကြည့်ပြီးတော့ မနက်7:00နာရီလောက်မှာပညာရေးတက္ကသိုလ်ဤရောက်လက်ဖြစ်ပုံပြသင်းတိုက်ခိုက်ခဲ့တဲ့ရဲခွေနှစ်ကောင်ကတော့ပွဲချင်းပြီးတေဆုံးတဲ့ကြံ့ရဲခွေလည်းထိခိုက်တဲ့ရပြီးစေယုံကိုပို့ဆောင်ထားလို့သိရပါတယ်။ဆိုပါတိုက်ခိုက်မှုကိုစေတန်ယူချီဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဒွန်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြလဲဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးဟာကမြွနဲ့ဘဲဟာရွာစတင်ကြောင်းကိုစစ်တပ်ကလေးနဲ့ပုံစံတိုက်ခိုက်မှုចောင်းသားနှုတ်သေးဆုံးပြီးចောင်းသားချုပ်ပြောက်ဆုံးနေချင်းပြည်နယ်ဟာကမြွနဲ့ဘဲဟာရွာကိုစတင်ကြောင်းကိုဂျပန်စစ်တပ်ကလေးနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ចောင်းသားနှုတ်သေးဆုံးပြီးចောင်းသားချုပ်ပြောက်ဆုံးနေကြောင်းချင်းလန်ဒီဖန်ဖို့ဟာကနဲ့ဒေသပြည်သူကပြောတယ်ရှင်နေအော်တိုဘလ73ရက်နေ့မနက်09:30မိနစ်ခန့်မှာဂျက်ဖတ်စစ်တပ်ကဘန်ဟာယာစတင်ကြောင်းကိုဂျက်ဖိုက်တာနဲ့ပုံကျတိုက်ခိုက်ခဲ့ပါတယ် အကြမ်းဖက်စစ်တပ်ဗိုလ်ချုပ်တိုက်ခိုက်မှုတွေကြောင်းသားနှုတ်တင်ဆိုပြီးထိခိုက်ဒဏ်ရာရှိသူတွေရှိကြောင်းသိဆောင်ထားတဲ့ကြောင်းသားနှုတ်ကဆယ်နှစ်ရွယ်ကလေးငယ်ဖြစ်ပြီးပျောက်ဆုံးနေတဲ့ကြောင်းသားချို့ကိုလည်းဆက်လက်ရှာဖွေနေကြောင်းသိရတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင်းသားကြောင်းသူတွေထိခိုက်ဒဏ်ဆောင်မှုရှိကြောင်းကိုချင်းလန်ဒီဖန့်ဖို့အားကကအတိပြုပြောဆိုတဲ့သေဆုံးသူရတဲ့ကိုတော့ပြောဆိုခြင်းမရှိပါဘူးဆက်လက်ပြီးစစ်တောင်းမြေကံပေးကကြရတွေကိုစစ်ကောင်စီတပ်မိရှုဖြက်စီနေဘကုရိုင်းညောင်လေးပင်မြို့နယ်စစ်တောင်းမြေကံပေးကကြရတွေကိုစစ်ကောင်စီတပ်ကမိရှုဖြက်စီနေတယ်လို့ဒေသခံတွေကပြောတယ် ညောင်လေးပြမြနဲ့တဲမှာတော်လင်းရရွှေနဲ့စစ်ကောင်စီတပ်တို့စတင်မနောက်ဆောင်ဘက်ကဆက်လို့တိုက်ပွဲဖြစ်နေစစ်ကောင်စီတပ်ကထိခိုက်ဒေဆုံများအကြာတက်ကြွေဖြစ်ပြီးစစ်ကြောင်းထုံနေတယ်စတင်မလာ28ရက်နေ့မှာစစ်တောင်းမြင့်နောက်ဖက်ချက်ပစုံများရတိုက်ပွဲတွင်မှခမ20တရင်မှုမျိုးတန့်စဉ်ဒေဆုံခဲ့လို့စေးသတင်းမြစ်ချိုကပြောပါရယ်စစ်ကောင်စီတပ်စစ်ကြောင်းချိန်နေတဲ့ညောင်လေးပြမြနဲ့စေးသတင်းကိုထုတ်ပြန်မြသိဘူးလို့လဲဒေသတွင်တရေးချုံရဲ့တာဝန်ရှိသူတွေကပြောပါရယ် ဆက်လက်ပြီးနမ်ဆန်ကိုစစ်ကောင်စီကလေးကြောင်းကနေထပ်မံပုံးကျဲတိုင်းမျိုးသားလူမျိုးရေးတမတော်ထိန်ချုပ်တိုင်းရှမ်းပြည်နယ်မြောက်ပိုင်းကနမ်ဆန်မျိုးကိုဒိုဘလော့ဆက်တော်ရဲ့နေမော်လဲပိုင်းတနအိခက်မှာစစ်ကောင်စီကလေးကြောင်းကနေပုံးကျဲတိုက်ခိုက်သွားတယ်နမ်ဆန်မြို့နယ်ကြားကြီးကြားကိုဂျက်ဖိုက်တာနဲ့ပုံကျဲတော့ဖြစ်ပြီးအသေးစိတ်ချင်းကိုတော့ထပ်မံအသိပေးမယ်လို့တရားနယ်လေးကကနယ်ဥဒရင်ထုတ်ပြန်တယ် နမ်ဆန်မြို့နယ်ဟာပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ပြီးခဲ့အောက်တိုဘာလတရနေ့ကကြောင်မဲမြို့ကိုပြန်လည်သက်ယူခဲ့ပြီးတဲ့နောက်ပိုင်း TNL ထင်းချုံမြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေနေစင်တိုက်ခိုက်နေပါတယ်။အောက်တိုဘာလရနေ့ကလည်းနမ်ဆန်မြို့နယ်ဆေဟုံးကျေးရွာကိုစစ်ကောင်စီလေကြောင်းကနေပေါ်ကျတိုက်ခိုက်လို့ကလေးနောက်တေဆုံးပြီးကလေးချောက်အပါဝင်ကိုဦးတရရခဲ့တယ်။ဒီအနယ်လီယာ2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ကစတင်တဲ့တစ်တုံညာနှစ်ကွန်ဆက်စင်ရေးနဲ့တူရံပြည့်နယ်မြောက်ပိုင်းကကြောက်မဲမြို့တီဘောနမ်ဆန်မိုင်းလုံမိုးမိတ်မမ်တုံ နမ်တူကိုခိုင်နောင်ချိုနမ်ခမ်းမိုင်းငုံမြို့နယ်မန်လေးတိုင်းတို့ကမိုးကုံမြို့ကိုတည်ယူခဲ့ပါတယ်ဇလပြောအန်စီယာဆက်ကူဆုံးတစ်ခုဖြစ်သွားလို့တော်လိုင်းအဖွဲ့၆ဖွဲ့ကပြောစစ်တပ်ကဂျင်းမောက်ပြင်ဆင်နေတဲ့နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့စိမ်း သဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်ခမ်းနားကိုမတရားကြဖို့နဲ့ NCA ကစက်ကူစုပ်တာဖြစ်တယ်လို့ဒေါ်လေးအဖွဲ့အစည်းခြားခုကအော်တိုဝါလာဆက်သွဲမှာပူတွဲသဘောထားထုတ်ပြန်နေဆိုပါဘူးတဲ့ထုတ်ပြန်ချက်ကိုချိန်ကစစ်တပ်နဲ့အပြည့်ရဲ့စာချုပ် NCA လက်မှတ်ရေးထိုးခဲ့မှုတဲ့ကရင်မျိုးသားစိယောက်ကရင်ချင်းမျိုးသားတက်အောင်ဆန်နဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးပေါ်မျိုးသားလူမျိုးရေးဖွဲ့ချုပ်မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြဲ NSPAD နဲ့လာဟုတ်ဒီမိုကရက်တစ်စိယောက်ကပူတွဲထုတ်ပြန်လိုက်ပါတယ်နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းဖို့ရင်ကစစ်တပ်နဲ့ NCA လက်မှတ်ရေးထိုးခဲ့ပေမဲ့ က်ပြီးဆဲမျိုးဝါးတိုင်းနဲ့အန်စီရောကောင်းတယ်မခွန်နိုင်အောင်ကြောင့်ပြတာတွေအန်စီရပါသဘောတူညီချက်တွေကိုအချိန်ချင်းချိုးဖောက်တိုင်းလှုပ်ဆောင်ခဲ့တယ်လို့ကျင်းညာချက်မှာဖော်ပြတယ်ဒါအပြင်စစ်တပ်အန်စီရဲ့မူဝါဒရည်ကိုလည်းနေဆန္နာသိမ်မှုကိုလုံဆောင်ခဲ့အပြင်ပြည်သူတွေကိုနှီးမျိုးစုံနဲ့အင်အားသုံးဖမ်းဆီးတပ်ဖြတ်တာတွေလေကြောင်းတိုက်ခိုက်တာတွေကိုဇက်တိုက်လုံဆောင်နေရကြောင့်စစ်တပ်ကကျင်းပမဲ့အန်စီရဲ့ဆယ်နှစ်ပြည့်ပွဲကိုမတက်ရောက်ခြင်းဖြင့်ပြည်သူတွေနဲ့အတူရပ်တည်ကြသဘောထားပြပေးဖို့ UN ASEAN နဲ့နိုင်ငံတကာတန်တမန်တွေကိုတောင်းဆိုပါတယ်။ ကဲအနည်းပြောခွင့်ရပရိုဆာတော်နီကလည်းကျွန်တော်အနေနဲ့ထူးထူးခြားခြားပြောစရာမရှိတော့ဒါတရားဝင်မှုတော့မရှိဘူးသူတို့ကိုယ်တိုင်ဖြတ်စည်းခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့် NCA ဆိုတာလည်းဘာမှတတ်ဝင်မှုမရှိတော့အကုန်ပြက်ပြဲသွားပြီးအာနာသိမ့်လိုက်တာနဲ့အကုန်ချိုးဖောက်ပြီးသားဒါကြောင့်မို့ပြောစရာမရှိတော့ထေသွားတဲ့သူတွေလည်းဘာတရားဝင်မှုမရှိတော့ကိုသွားပြီးတော့ချိန်ကုန်လူပင်နှမ်းမှာပဲရှိပါတယ်။ဘူပန်သဘောနာထောက်ပြန်လာတဲ့တော်လိုင်းဖွဲ့၆ခုအနေနဲ့လည်းစစ်တပ်ကနိုင်ငံမှာပအဝင်မှုမရှိဖို့ပြိပခအတွင်းမတရားကျွလွန်ခံရတဲ့တရားမျှတမှုရှိဖို့နဲ့တော်လန်တိုက်ပွဲဝင်နေကြတဲ့တော်လိုင်းအဖွဲ့စီနဲ့တူ ဆီယနာရှင်စနစ်ချုပ်ငြိမ်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုတဲ့ထူထောင်နိုင်တဲ့အထိတန်တိတ်တန်ချာတဆိုင်မြတ်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။